ကဲဒါလေးကတော့ဆက်ပြာကိုဘာနဲ့ထည့်ပြီးတော့ဘလို့သုံးလဲဆိုတာလေးကိုပြောပြပါမယ်เนาะဒီလိုဆက်ပြာခွက်ကလေးကိုဝယ်ပြီးတော့ထည့်ပြီးတော့သုံးပါမယ်အဲ့လိုသုံးတဲ့အခါမှာဆက်ပြာခွက်ကလေးကအောက်မှာအောက်မှာဒီလိုအပေါက်လေးပါเนาะရေဆင်းပေါက်လေးအဲ့လိုဆက်ပြာခွက်လေးကိုပဲဝယ်ပြီးတော့သုံးရပါမယ်เนาะကျမတို့ဆက်ပြာလေးတွေကို ယူပြီးတော့တုံးပြီးပြီဆိုလို့ရှိရင်ဒီထဲကိုထည့်လိုက်လို့ရှိရင်နော်ရေလေးတွေကအောက်ကိုဆင်းသွားမယ်အဲ့ဒါမှဆက်ပြာလေးကရေစစ်သွားပြီးတော့မှရေမထိပဲနဲ့ရေမထိပဲနဲ့ကြာကြာလေးထားမှသူကမာနေမှာမဟုတ်ရင်ရေထိလိုက်လို့ရှိရင်ဆက်ပြာသားကပျော့ပါမယ်ပြီးတော့ဖုံးလေးကိုဒါလေးဒီလိုဖုံးလေးနဲ့အုပ်ထားပါမယ်အပေါ်ကအဖုံးလေးကလေလုံတဲ့အဖုံးလေးပါအောက်ကအဖုံးအောက်ကအခံလေးကရေစစ်တဲ့အခံလေးပါ တချို့တွေစက်ပြခွက်ကိုဒီလိုထားတတ်တယ်။ဒီလိုထားရင်မကောင်းဘူးလို့အကြံပြုပြရစီရှင်။ဘာဖြစ်လို့လဲဆိုတော့အောက်ကရေရေတွေကရေငွေ့ကအပေါ်ကစက်ပြကိုရိုက်တတ်လို့လေ။အဲကြောင့်မလို့ဒီခွက်ကိုအပေါ်ကအဖုံးကို အောက်မှမထားဘဲနဲ့ဒီလိုလေးထားတာပိုကောင်းတယ်။စပ်ပြလေးတွေမှာကတ်နေတဲ့ရေလေးတွေကဒီအောက်ကအပေါက်ကနေပြီးတော့ရေစစ်သွားတော့ရေစစ်ပြီးရေဆင်းသွားတဲ့အခါကျတော့စပ်ပြလေးတွေကရေနဲ့မထိပဲနဲ့ဒီလိုလေးတွေအကျန်နေတယ်เนาะ ဆက်ပြာခွက်ကဒီလိုစောင်းနေလို့ရှိရင်ရေလေးတွေကဒီနားမှာရှိနေတယ်ဆိုရင်ရေလေးတွေနားမှာခိုအောင်နေတယ်ဆိုလို့ရှိရင်ဆက်ပြာကိုထိသွားတယ်ဆက်ပြာကရေနဲ့ထိနေလို့ရှိရင်အဲအဲ့ရေကိုဆက်ပြာကအကုန်စုပ်တယ်အကုန်စုပ်ထားတဲ့အတွက်ကြောင့်မလို့ဆက်ပြာပျော့တာတွေဖြစ်တတ်ပါတယ်အဲ့တော့ဒီဟာလေးတွေကဒါလေးက co process soap လေးပါ ဒါလေးတွေကဒါလေးက cool process soap လေးပါဒါက hot process soap ပါ hot process soap နဲ့ cool process soap ကအသားရည်အတွက်အရန်ကောင်းတယ်ကျမတို့ကကိုကြိုက်တဲ့အသားရည်ကို nutrients ဖြစ်စေတယ်စီတွေနဲ့လုတ်ထားတယ်တခြား other ingredients other additive တွေထည့်ထားတဲ့အတွက်ကြောင့်မို့လို့အသားရည်အတွက်အရန်ကောင်းတယ်ဒါပေမဲ့သူ့ရဲ့အားနည်းချက်ကဆက်ပြပြော့တယ်ကျမရဲ့ customer တွေရဲ့ကျမရဲ့တင်နန်းသူတင်နန်းသားတွေများသောအားဖြင့် ်ဖြစ်တတ်တဲ့ပြဿနာကလေဆက်ပြပြော့တယ်ဆက်ပြပြော့တယ်နဲ့အများအန်းပြောကြပါတယ်ဟုတ်ပါတယ်ဒီဆက်ပြကအရန်ပြော့ပါတယ်ထိမ့်သိမ့်ဖို့လိုအပ်ပါတယ်အထူးကိုတိတိချာချာကိုထိမ့်သိမ့်ဖို့လိုအပ်ပါတယ် ထူးကယူဆိုင်ရမယ်ပေါ့နော်။မဖြစ်လို့လဲဆိုတော့သူကရေကြိုက်တဲ့ဆက်ပြာပါ။တချို့ရေချိုးကန်းနေမှာဆိုလို့ရှိရင်ရေချိုးကန်းနေကလုံနေဟို ventilation မကောင်းဘူးလေဝင်လေထွက်ပေါက်သေးတဲ့အခါကျတော့ရေဟိုလူရေချိုးပြီးလို့ရှိရင်ရေချိုးကန်းထဲမှာရှိတဲ့မွိုက်ချက်တွေကိုရေငွေ့ရေကိုးရေငွေ့တွေလို့ခေါ်တဲ့မွိုက်ချက်တွေကိုဒီဆက်ပြာလေးကစုပ်ထားတတ်တယ်။ တခါတချို့တွေကြတော့ဒီလိုမျိုးစနစ်တကျထားရဲ့သားနဲ့မှဆက်ပြာကပျော့တယ်လို့ပြောကြတယ်အဲ့ဒါကဘာဖြစ်လို့လဲဆိုရေချိုးကန်းထဲမှာအရှိတဲ့ရေကိုးရေငွေတို့ကအကုန်ဆုတ်လိုက်တဲ့အခါကျတော့သူကတဖြည်းဖြည်းနဲ့ပျော့ပျော့ပျော့ပြီးလိုက်လာအဲ့တော့ကျမတို့ရေချိုးကန်းအရန်လုံနေဆိုလို့ရှိရင်ဆက်ပြာလေးဒီလိုလေးလှုပ်ပြီးတော့ရေချိုးကန်းအပြင်ဘက်မှာပဲတင်းစီခြင်းပါတယ် ရေချိုးပြီးပြီဆိုလို့ရှင်ကိုရေချိုးပြီးပြီဆိုလို့ရှင်လေစက်ပြာခွက်ကလေးကိုညီညီညာညာလေးထားမယ်အပေါ်ကစက်ပြာအပေါ်ကအဖုံးလေးကိုဒီလိုလေးအုပ်ထားမယ်ဆိုလို့ရှင်ရေကိုရေငွေရိုက်တာနဲပါတယ်ရေကိုရေငွေရိုက်တာတွေနဲသွားပါတယ်အဲအကြောင်းစက်ပြာတိတ်မပြော့ဘူးပေါ့နော်ဒီစက်ပြာကမပြော့အောင်ထိမ့်သိမ်းရတာခက်တဲ့စက်ပြာဖြစ်ပါတယ်ဒီလိုလေးတိတ်ပါမယ်ရှင်